္ဂလာပါဘဘရေဟုတ်ကဲ့ဘဘရေဘဘရဲ့လက်တံကိုနားထောင်လိုက်တဲ့အခါကျတော့လေပုံမှန်သမီးကတွေ့လို့ရှိလို့ရှိရင်မေးနေကြအဲ့ဒီမေးနေတဲ့အဟာတွေပါမေ့သွားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အဲ့တော့ဟိုပြီးခဲ့တဲ့အစီအစဉ်လုံးကဘဘပြောတာလေဘဘရဲ့ဒီဟိုဖခင်ပေါ့နော်ဒီဆရာကြီးစိတ်မောင်းလွယ်နော်ဟုတ်ကဲ့ဆရာကြီးစိန်မောင်လေးအကြောင်းကိုလည်းဟိုဟာပြောသွားတယ်ဆိုတော့ဘဘကဒီဆိုင်ဟိုပညာရှင်တယောက်အနေနဲ့ပေါ့နော်ဘယ်တုန်းကစပြီးတော့ရက်တည်ခဲ့တာလဲ 1953ခုနှစ်မှာဗန္နယာကျောင်းစတင်တည်ထောင်တော့ဆိုင်းနိပြဆရာအဖြစ်ကဆရာကြီးဦးစိန်လမ်းမောင်ပေါ့ဟုတ်ကဲ့ဆရာကြီးဦးစိန်လမ်းမောင်ကအခုကျွန်တော်တို့တခိုင်လုံးရွှေအဲအေးမြင်ဆိုတာဟုတ်လားဟုတ်ကဲ့အကာဒီပြဆရာလူပညာရှင်ရဲ့ဖခင်ကြီးပေါ့ဟုတ်ကဲ့သူပြီးတော့ကျွန်တော်တို့ဆိုင်းဆရာနိပြဆရာကြီးတိုင်းချစ်စိန်ဆိုတဲ့ဆရာကြီးတယောက်ကိုခန့်ပြီးတော့သူကရန်ကုန်ကရင်ကျိမှုဌာနကိုပြောင်းရတယ်ပေါ့ဟုတ်ကဲ့ပြောင်းတဲ့အခါမှာဒီဆရာကြီးတိုင်းချစ်စိန်ကွယ်လွန်တော့ အဲ့ဒီနေရာကိုတခါတတိယဆိုင်းနှိပြဆရာနေရာဘာလို့ရဲ့အဖေပေါ့နော်ဟုတ်ကဲ့ဦးစိန်လမောင်ရောက်လာပါတယ်ဟုတ်ကဲ့ရောက်လာတဲ့အချိန်မှာအဖေဦးစိန်လမောင်ကအဲဦးစိန်အဖေဦးစိန်မောင်လည်းကအသက်ကအဲ40နဲ့တစ်နှစ်ပဲရှိသေးတယ်ဟုတ်ကဲ့အဖေတမီးနည်းနည်းလေးနာဟိုနားရှုပ်သွားတာလေဥစိန်လှမောင်ရဲ့ဥစိန်မောင်လင်ရဲ့တယောက်ထက်လားပါပါဟုတ်ဥစိန်လှမောင်ကဥစိန်မောင်လင်ရဲ့အကိုအကြီးဆုံးအော်ဟုတ်ကဲ့ဟုတ်ကဲ့အကိုအကြီးဆုံးဆိုတော့ဥစိန်လှမောင်ကနေပြီးတော့သူ့လိုပဲဆိုင်းနှီးပြဆရာနေရာကိုဟုတ်ကဲ့ ဒီဥစိမ်မောင်းလွင်ကိုညီးဟုတ်ကဲ့လုတ်ပါလို့ဟုတ်ကဲ့အဲ့တော့သူကမြအဲ့အချိန်မှာဗလာတီးနေတာအိုးဟုတ်ကဲ့ဗလာတီးတာအနှစ်20လောက်အချိန်ရနေပြီဟုတ်ကဲ့ဗလာတီးတဲ့အချိန်ရနေပြီမဲ့လို့ဒီပန်းရအကြောင်းလကဆိုတာဗလာဆိုင်ပွဲတပွဲသာတော့ပဲရှိဟုတ်ကဲ့အဲ့တော့အကိုရဲ့စကားကိုအင်မတန်မှဟိုလေးလေးစားစားနဲ့အကိုဖြစ်စေချင်တာကိုလိုက်နာပြီးတော့အဲအဲ့ဒီငွေကြီးလက်သက်ပကားတွေကို ဟုတ်လားနောက်တကနာမည်အပြင်ဘက်မှာကိုယ်နာမည်ကြီးဖို့ရအချိန်တွေကိုချမ်းပစ်ခဲ့ရပြီးတော့ဒီနိုင်ငံတော်အစိုးရခန့်အပ်တဲ့ဆိုင်းနိဗ္ဗာန်ဆရာဖြစ်ရောက်ရှိလာပါ။အော်ဟုတ်ကဲ့။အဲ့ဒီအချိန်မှာဘဘတို့ကံကောင်းတယ်လို့ပြောရမှာပေါ့။ပဏ္ဏယာကျောင်းကိုဘဘတို့လည်းရောက်တယ်။ရောက်တော့၁၄နှစ်သားမပြည့်သေးဘူး။ဟုတ်ကဲ့။ရောက်တယ်အဲ့ဒီမှာ၃နှစ်နဲ့၃ခုနှစ်လောက်ဖြစ်မလဲဘဘ။ဟုတ်965ခုပါ။65ခု65ခုဟုတ်ကဲ့။ရောက်လာတယ်။ဟုတ်ကဲ့။အဲ့ဒီမှာဟိုမမရပြောလို့ရှိရင်တော့ဘာပေါ့နော်။ ဇူလိုင်လမှာဩဆရာကြီးဦးစိန်မောင်လယောက်အလုပ်ဝင်ပါတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒီမှာသုံးနှစ်နဲ့စိန်တက်လွယ်လို့လိုဆိုင်ဆိုင်ဖြစ်ရမယ်ဆိုပြီးတော့တပည့်တွေဟုတ်လားသင်ကြပေးပါဟုတ်ကဲ့သင်ကြပေးတော့အဲ့ဒီမှာတစ်နှစ်ပြီးတော့ဟိုသင်သင်ကြရေးစနစ်ပေါ့နော်ဟုတ်ကဲ့ဟိုစရံပြုစုပါဟုတ်ကဲ့စရံပြုစုတဲ့ခါမှာအဲ့ဒီမှာအဲ့တော့ရင်းချင်းမှုဝန်ကြီးကဘုံမူကြီးတန်းရှင် ဘုရင်သားကြီးအဲ့ဒီစရံပြုတ်သူလာကိုဒီဆရာကြီးဥစိန်မောင်လွင်ကိုဟိုဖတ်လိုက်တဲ့အခါတိတ်သဘောကျဟုတ်ကဲ့သဘောကျပြီးတော့ဘာနဲ့အကြောင်းကိုကိုယ်တိုင်လာပြီးတော့တွေ့ဟုတ်ကဲ့တွေ့ပြီးတော့ဆရာဂျာမနီကိုသွားမလားပါရဂူဘွက်ယူမလားဟုတ်ကဲ့အဲ့ဒီအချိန်မှာဆရာကြီးဥစိန်မောင်လွင်ဒီတပည့်15ယောက်ဟိုတတိယနှစ်က2ယောက်လောက်ဆိုတော့တပည့်18ယောက်လောက်ဟုတ်ကဲ့ရှိတယ်ဘာနဲ့အကြောင်းဟုတ်ကဲ့အဲ့တော့ငါ ပါရဂူဘွဲ့သွားယူလိုက်လို့ရှိရင်ဒီကလေးတွေမှာဟိုနှစ်နှစ်သားလေးနဲ့ဥမမေစာမမြောင်းနေတဲ့ဟိုဖြစ်သွားမှာထားခဲ့ရမယ်ပေါ့အဲ့တော့ထားခဲ့ရမှာဆိုတော့အင်မတန်သူဟောပေါ့နော်သွားခြင်းပဲလို့စိတ်ထဲမှာသူချုပ်တီးပြီးတော့ဘုံမှုရဲ့ပေါ့ဝင်းကြီးရဲ့ကျွန်တော်သမီးလေးကလည်းရှိသေးတာဟုတ်ကဲ့အဲသမီးလေးတက်ကတော့ခင်ဗျားလည်းဖြစ်တဲ့ဆိုင်ဟုတ်လားသမီးလေးကိုလည်း မခွဲနိုင်လို့တူဦးဒီတော်သမီးလေးတူဦးဒီတော်သမီးလေးဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်သမီးလေးကိုမခွဲနိုင်လို့ပါဟုတ်ကဲ့အဲ့ဒါကြောင့်ကျွန်တော်မသွားပြရစေနဲ့စွတ်တောင်းပါဟုတ်ကဲ့အဲ့တော့ဟိုကမဟုတ်ဘူးထားခဲ့မယ်ငွေကြီးအဲ့လက်စာတွေပေးမှာဟုတ်ကဲ့အဲ့ဒါကိုမလေးလက်စာပေးမယ်ဒီဂီတပါတော့နှစ်နှစ်နေရဟုတ်ကဲ့ဟိုပါတော့ဘွဲယူဟုတ်ကဲ့အဲ့ဒါမျိုးလို့တောင်းပါပြီးတော့စင်တင်လွန်ဖြစ်အောင်ဟလာဟိုဆိုင်းဆရာကြီးတွေပေါ့ဟုတ်ကဲ့အဲ့ဒါတောင်းမြောင်မြောင်များ ကမွေးထုတ်ခဲ့ပါတယ်ဟုတ်ကဲ့ဟိုအဲ့တော့အဲ့မှာ65 66 69 68 68မတ်လမှာကျွန်တော်ဗန်နီယာကျောင်းကကျောင်းဆင်းမဆင်းလိုက်ပါတယ်ဟုတ်ကဲ့ဆရာတို့အဲ့မှာ68ခုနဲ့အဲ့မတ်လလောက်တည်းကအဘတို့ဟိုဆိုင်းဖွဲ့ထောင်ပြီးတော့အဲ့တီးခဲ့ပါတယ်အော်ဟုတ်ကဲ့ ဆိုလို့ရှိရင်နှစ်90လောက်တော့မှရှိပါပြီပေါ့ size စိတ်ဟုတ်ကဲ့စိတ်တင်မယ်ဆိုတာဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဆိုတော့ခုနကဘဘပြောသွားတဲ့အထဲမှာလေဘဘရဲ့ဒီဆရာအဖေပေါ့နော်ဟုတ်ကဲ့ဆရာဦးစိတ်မောင်လွယ်နော်ဟုတ်ကဲ့သူကသမီးရင်းရှိတယ်ဆိုတော့သူ့ရဲ့သမီးကိုရောသူ့အနေနဲ့ဒီအမှုပညာအမွေတွေပေးခဲ့ပြီလားဟုတ်ကဲ့ကျွန်တော်တို့ဒီအမျိုးသားတွေတဲ့စိုက်ပညာရှင်ဖြစ်အောင်သင်ပေးရမှာမဟုတ်ပါဘူးဟုတ်ကဲ့ဆရာကြီးကသမီးလေးကို မြမဆိုင်ပညာအမွေကိုပေးခြင်းတော့ဆိုင်ဆိုင်ဝင်းလေးကိုအဲ့ကျောင်းလဲနေရတယ်ဟုတ်ကဲ့ဟိုစဟိုအတန်းကျောင်းလဲပညာသင်ပေးတယ်ဟုတ်ကဲ့အဲ့ခါလဲဆိုင်ဝိုင်းခါလဲလာဆိုင်ဝိုင်းလဲတီးရမယ်အဲ့ပတလာလဲအိမ်မှာပတလာဆင်းတဲ့ကိုပတလာလဲတီးတီးသင်ပေးတယ်ဟုတ်ကဲ့ဆိုင်ဝိုင်းလဲတီးသင်ပေးတယ်နောက်ကစောင်းလေးလဲဒီလိုစောင်းလဲတီးရမယ်ဟုတ်ကဲ့အဲ့လိုခါတဲ့မသင်ပေးပြီးတော့ဆယ်တန်းလဲအောင်ရောတက္ကသိုလ်ခင်ဗျလွင်ဆိုပြီးတော့ ဟိုမျိုးသမီးဆိုင်ပညာရှင်ဖြစ်ဆိုင်ခွဲပြီးတော့ဒီခိုင်ပါတယ်အော်ဟုတ်ကဲ့သူကလည်းအခုဒီမန္တလေးမှာပဲเนาะမန္တလေးမှာပါဟုတ်ကဲ့အဲ့ဒါဆိုဒီလိုလုံးလိုက်ရင်ကောင်းမလားဘဘကြီးအခုဘဘဒီခေဆက်ဆက်ကဒီလက်တံလေးတွေကိုပြောနေတဲ့အထက်မှာဆိုလို့ရှိရင်အခုကဒီနောက်ဆုံးတစ်ပိုင်းလေးပေါ့เนาะအဲ့ဒါလေးတီးပြပြီးလို့ရှိရင်နောက်ဆီစဉ်ကြလို့ရှိရင်ဒီတက်ကတူဒီဆရာကြီးရဲ့သမီးပေါ့เนาะဟုတ်ကဲ့သူ့ကိုလည်း ဟိုသူလည်းပါတွေ့ပြီးတော့လေအစီအစဉ်လေးတစ်ခုသမီးတို့လုံလိုက်ကြရင်ကောင်းမှာထင်တယ်ဟုတ်ကဲ့ကောင်းပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့မောင်နှမနှစ်ယောက်ဟုတ်ကဲ့ရှေ့အလားဆောင်းနဲ့ဆိုင်းနဲ့တွေ့တီတာတွေဟုတ်ကဲ့ဟုတ်ကဲ့မမရရလေးလည်းဖြစ်သွားတာပေါ့နော်ဖြစ်သွားအောင်ဟုတ်ကဲ့ရှေ့ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါတယ်ကောင်းပါဟုတ်ကဲ့ရှေ့အဲ့ဒါဆိုလို့ရှင်ဘဘရဲ့ဒီလက်တံလေးကိုနားထောင်ရင်းနဲ့အခုအစီအစဉ်လေးကိုရနာလိုက်မယ်နော်အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ရှေ့အခုကျွန်တော်တီးပြခြင်းနဲ့အတိတ်ဟိုဆရာကြီးကတော့ဟုတ်ကဲ့ကျွန်တော်တို့ဒီအဖေဦးစိန်မောင်လွင်ရဲ့ညီအငယ်ဆုံးပေါ့ဟုတ်ကဲ့ အငယ်ဆုံးအယူတော်မင်္ဂလာစေမြင့်အောင်ဟုတ်ကဲ့အဲ तू ကဒီအကူဆရာလမ်းကြောင်းပေးခဲ့တယ်ပေါ့ငါတီးထွင်းတယ်လို့မင်းတို့လည်းတီးထွင်းနဲ့စိတ်ထားရှိရမယ်ဆိုတော့ဟုတ်ကဲ့အဲ့မှာ ਨੇ totally ဟိုခွန်တော့သပြန်လေးကိုဆရာကြီးဟိုနွားခလောက်လေးတွေအတန်လေးတွေနဲ့ကောက်ဆိုက်ကြတယ်ဟုတ်ကဲ့အဲတောသူတလေးလေးကိုဟိုတောသလေးတဘာဝလေးကိုအဲ့ဒီစာပေလေးကိုတခါဒီလိုတယောက်တည်းတီးပြီးတော့နောက်ကအစိုးတော့ ဟိုဆိုခိုင်းနဲ့အဲ့ဒါလေးကိုဒီကတော့ဘာမှပြန်ပြတ်နေပါတယ်ဟုတ်ကဲ့ကျေးဇူးပါဘဘကြီးဟုတ်ကဲ့နောက်ဆက်ကြည့်မယ်နော်ဟုတ်ကဲ့မောမတော့ခင်အင်းကခလာတဲ့ဂျောင်းရင်ဂျောင်းကြီးလုပ်ငန်းရဲ့ပြင်းသည် 老兵啊，克拉克将军将军，龙安也便利。乔爷爷对对是吧？路，乔爷爷对对是吧？路，高举也什么样啊？高举也什么样？ Thank mm -hmm. you. Eu sem luz. တော့လေစီမခတ်တော့လေစလာကချိုလာတယ်စလာကချိုလာ